တရိုချင်းတောင်ရွာမြောက်ရွာလေးမှာမုံရွာမြို့မဟာလေဒီကျောင်းတိုက်တွင်တရင်သုံးနေထိုင်တော်မူသောဆရာတော်ဥဟုသောတာဥဆောင်၍ဖရာလုံးတော်ခါမင်းသဝတ္ထုကိုစန္ဒမူနာထားပြီးနှစ်စင်မဟာတကယ်သူနေ့မှာပကြီးဘူဘွားပူဇော်ဝဲစင်ပါလျက်ရှိပါတယ်ရှင်ရဝေးမဘိုးဘွားများကိုလည်းငါးနှစ်တစ်ကြိမ်ဖိတ်ကြားပြီးပကြီးပူဇော်ဝဲအထူးဝဲအဖြစ်ပူဇော်ကြတော့ပြန်ပါသေးတယ် ဆရာတော်ဘုရားဥဇောတာတိငငယ်မောင်မေများအားတတိဝကြီးတို့ဤစေစုတရားများကိုသိမြင်၍ပြန်လည်ဆက်နိုင်ရနှင့်ရင်စည်းလိမ်ပါ၍လောကကောင်းကျိုးသိဖို့နိုင်စေရန်ရည်ရွယ်ပြီးတတိပူဇော်ဝဲကြီးကိုဆန္ဒစွာသင်ပခဲ့ခြင်းဖြစ်ပါသည်။ကောင်းမှုတစ်ခုနှင့်ပြည့်၍နတ်လူမြတ်များသာဓုခွန်နိုင်ကြပါသည်ရှင်။